လေးအစအစအောင်လုတ်သည်ဆိုသည့်ဆေးတွေအကြောင်းအခုတလောဒေါက်တာရဲတယောက် ဟောပြောပွဲတွေဆက်နေသည် တိုက်တိုက်ဆိုင်ဆိုင်အားလုံးကခလေးတွေအစမစသည့်ကိစ္စကြီးပဲဖြစ်နေသည်ဒီတခါတော့အဲ့ဒီအစမစပါဘူးဆိုတဲ့ခလေးတွေကိုမိဘတွေတိုက်လေရှိသည့်အစာစားခြင်းသည့်စိတ်ကို ဖြစ်စေပါသည် ဆိုသည့်အားစီဆိုရာ၏အကြောင်းကို အဓိကထားပြောဖြစ်ပါသည်စိုက်ပရိုပါသည့်ဆေးတွေ၏အန္တရာယ်ကအဓိကပေါ့ပြောရင်သတိရမိတာကဒီလောက်ဟောပြောနေသည့်ကျွန်တော်၏ဆေးကန်းတွင်ပင်ကို့သဘောနှစ်ကို ခလေးကိုအစားစားအောင်ဆိုပြီးအဲ့ဒီဆေးတွေတိုက်နေသည့်မိဘတွေတွေ့နေရတော့ဆိုတာပါဒီတော့မန္တလေးသားတွေတည်အောင်ဟောပြောနေလို့တော့မပြီးကြံသည့်မျိုးတွေကမိဘတွေပါတည်အောင် ဆောင်းမလေးရေးမှဖြစ်တော်မီခလေးတယောက်ကိုဘာကြောင့်မိဖက အစားကောင်းကောင်းစားစီခြင်းမတလဲပုံမှန်ဖွင့်မျိုးကြီးထွားစီရန်သာ ဖြစ်တင်သည် အနာကခလေးတွေစားသလို အာပါတရစားစီခြင်းတို့ဆိုရာကြီးကတိတ်ပန်နီးမကြလှပါ အခုတွေ့ရများနေတာက ကိုအလေးချိန်ကြည့်လိုက်ရင်ရှီတင်ရှိတိုက်သည့်အလေးချိန်ရှိနေသည်တခါတလေရှီတင်ရှိတိုက်တာထက်တောင် အလေးချိန်များနေသည့်ကလေးတွေကိုသူတို့အမေတွေကအစားစားအောင်လုပ်သည့်စေးတောင်းနေကြတာဖြစ်သည်အမေတွေကြတော့ဝါမှဆိုး၍ဟူဆိုးကားအစားမစားသည့်စေးတောက်ကလေးတွေကြတော့အစားစားတာအာမရ၍ဟူဆိုးကားအစားစားစေသည့်စေးတိုက်အဲ့ဒီကလေးပဲလူပြိုပေါက်အပြိုပေါက်ဖြစ်လာပြန်တော့အဝလွန်နာရှက်၍ဟူဆိုးကားလေးချင်ငန်းလုပ်သည့်နေရာပြန်လှုပ် ရှုပ်ရှက်ကိုခတ်နေတာပါပဲဒါကြောင့်လဲလူအလိုနတ်မလိုက်နိုင်တာဟု ဆိုတာနေမှာအင်တာနက်ပေါ်မှာတော့ပြုံးစရာလေးတစ်ခု တွေ့တယ်ခလေးကအစားကောင်းကောင်းမစားဘူးဟုဆိုလဲအလေးချိန်အရက် စတာတွေစစ်ဆေးပါပုံမှန်ထက်နည်းနေလင်းခလေးကိုယောဂါရှာ၍ကုပါတဲ့ပုံမှန်မှာပဲဆိုလင်မိဘကိုကုပါတဲ့ဆိုလိုတာကခလေးမှာဘာပြဿနာမှမရှိပါပုံမှန်ထက်ပိုစားစီခြင်းသည့်မိဘသာလင်ပြဿနာရှိသည်ခလေးကတော့ကျွန်တော်ပြောနေကြစကားတိုင်းပြောရလင်မိဘတွေခြေနဲ့သည့်အထိစားတော့တဲ့ခလေးရဲ့လို့တော့မရှိအထူးသဖြင့် အသက်တနှစ်မှသုံးနှစ်ခန့်အရွယ်အထိကလေးတွေပေါ့ appetite slump ရှိသည်ဟုခေါ်သောအရွယ်ကလေးတွေပါအဲ့ဒီအရွယ်မှာကယ်လိုရီလိုအပ်မှုကအသက်တနှစ်အောက်အရွယ်ကလေးဤသုံးပုံတစ်ပုံပင်မပြည့်ခြင်းဆိုလိုတာကဗိုက်သိပ်မစားဒီကြားထဲမှာ ပဝင်းချင်းကိုတင်ယူလိမ့်လာနေသောအရွယ်ဆိုတော့အစားထက်စိတ်ဝင်စားစရာကလည်းများနေသည်ဒီတော့တဘာဝကိုက ဒီအရွယ်မှာအစားနဲ့နဲ့နဲ့သည်ပြီးတော့ဒီအရွယ်ကလူကြီးတွေစားသည့်အစာတွေစားစားရမိအရွယ်လည်းဖြစ်သည်နို့ကတော့ပြက်တနာမရှိငငယ်တွေကကြိုက်ပြီးသားပဲအဲ့ဒီနို့ကိုတော့မဖြတ်ဖို့အချိန်ချင်းရေးခဲ့ပြီးဖြစ်ပေမဲ့ထပ်သတိပေးပြရစီအောင်တစ်ဖက်ကတော့အစားနဲ့သည်ဒီအချိန်မှာတကြံတကြက်တို့ဝင်လာကြပြီနို့ဖြတ်လိုက်ပါလားစိုက်ပရိုကလေးတိုက်ကြည့်ပါလား ဆရာကြီးအီချကွေးရည်သည်ဇန်ယူထချိန်ဟာတော့ဝတ္ထုတွေကဖဲမရိုက်တက်ဖဲဖဲဝိုင်းဘေးကနေဂျိုကာဆိုရာပြစ်ချလိုက်ပါလားဟု ဝင်းအကြံပေးသောပုံကိုလိုပါပဲ။နို့မဖြတ်ဖို့အကြောင်းထက်ရေးလင်စိုက်ပရိုစီမရောက်တော့မှမို့စိုက်ပရိုအကြောင်းမဲ့တန်းရေးပြရစီတော့စိုက်ပရိုဟက်တဒင်အဲ့ဒါဘာမီတွန်လိုပဲနှာစီချောင်းဆူ ရားနာအဖို့အပိန်ပြောက်စီတမျိုးပါပဲဘေးထွက်ဆိုးကျိုးတော့တော်တော်များသောစီးဖြစ်သည်ဘေးထွက်ဆိုးကျိုးများမှာထိုင်းမိုင်းနေတတ်ခြင်းအုံနောက်မကြည်လင်ခြင်းရှူရှူမပေါက်နိုင်ခြင်းဦးလန်းချောင်းအဆိုင်ထွက်နာမှာပိတ်ဆို့နိုင်ခြင်းနှစ်နှစ်အောင်ကလေးများတွင်တော့တိုက်ဖို့ကိုမဆိုထားနှင့်အဲ့ဒီကလေးကို노တိုက်နေသောမိခင်ကိုပင်노တွင်ပါနိုင်သောအနည်းချောင်းပေးမတော့ပါ ဧည့်ဒီဘေးထွက်ဆိုးချိုးထဲမှာဘေးထွက်ဖြစ်စေမဲ့ဆိုးချိုးလိုလို ကောင်းချိုးလိုလိုပါလာတာတခုက အစာစားခြင်းစိတ်ကို ဖြစ်စေတာပါဒါကိုလိုချင်၍စိုက်ပရိုတိုက်ချသည်ဆိုတာကတကယ်တော့အိတ်ချင်၍ဘာမီတွန်တောက်တလို့ပါပဲနှာစည်းပြောင်းအောင်တောက်ရမည့်ဘာမီတွန်ကိုအိတ်ငိုက်ချင်၍ဟူဆိုကနေ့စဉ်ရက်ဆက်တောက်လင်းကြာလင်းခေါင်းကဘာဖြစ်လာမလဲစိုက်ပရိုတောက်သည့်ခလေးလဲအတူတူပါပဲ ဆိုင်ပရို၏အစားစားခြင်းစိတ်ကိုဖြစ်စေသောအကျိုးဆက်ဆိုးကျိုးတွေကများလှသဖြင့်အဲ့ဒီကိစ္စအအတွက် မှတ်ပုံတင်ခြင်းကိုခွင့်မပြုထားရာယံနှာစီချောင်းဆိုးပြောက်စီအဖြစ် ရေတိုသုံးရံသာခွင့်ပြုထားသည်အီနိုရက်ဆီယာနာဗိုဆာလိုကိုကိုကိုတေလောက်သည့်အထိအငတ်ထားသောယောဂတစ်မျိုးရှိသည် အနောက်နိုင်ငံများတွင်တော့စေချုံသက်အွယ်မိန်းကလေးများတွင်တွေ့ရတတ်သည်မြန်မာနိုင်ငံတွင်တော့ ီပြဿနာတယောက်မှမတွေ့ရသည်ထို့သို့သောကလေးမျိုးတွင်တော့အသက်အန္တရာယ်ကိုအရေးပေါ်ကယ်ရမည့်အခြေအနေမျိုးဖြစ်၍ Cypro ကိုစမ်းသုံးကြည့်ထားသောသူတေသနာတချို့ရှိသည် American ပြည်တော်စုရှိအစားအစာနှင့်ဆေးဝါးမှတ်ပုံတင်ဌာနကတော့ဒါကိုခွင့်မပြုသေးပါ UK နိုင်ငံတွင်လည်း Cypro ကိုအစားအစာစီးအဖြစ်အသုံးပြုခွင့်ပိတ်ထားတာကြာလာပါပြီထူးခြားတာက စိုက်ပရိုပါသောအာဆီအတော်များများထုတ်လုပ်ခဲ့ပြီးသောအိန္ဒိယနိုင်ငံကလည်း2000ခုနှစ်နောက်ပိုင်းတွင်တားမြစ်ထားတာတွေ့ရသည် license license ဆိုတာကပရိုတင်းခေါ်အသားဓာတ်ဤအခြေခံအမိုင်နိုအက်ဆစ်တစ်ခုပါ ခန္ဓာကိုယ်ဤပုံမှန်အာဟာရထဲတွင်လည်းပါနေတတ်သည်ဒီတော့ license ကိုတော်သိမ့်ုံတိုက်ကျွေးလင်ဘေးမဖြစ်တာတော့တေချာလာသည် ရေယုံယောဂါပိုးကိုလည်းဖိနှိမ်သည့်တတိရှိသည်ဖြင့်ရေယုံပေါက်နေသော အချိန်တွင် လိုင်စင်းတိုက်ပေးပါကမြန်မြန်ပြောက်တာတွေ့ရသည်ဒါပေမဲ့လိုင်စင်း၏နမန်ကြီးသောတတိတစ်ခုဖြစ်သည့်အစာစားခြင်းစိတ်ကို ဖြစ်စေသည်ဆိုတာကတော့သူတေသနာတော်တော်များများတွင် အတိမပြုတ်နိုင်ခဲ့ပါစင်စင်ခေါ်တုတ်တဲ့ချွတ်တဲ့လင်းခလေးငယ်၏ဖွေမျိုးကြီးထွားမှုကို ထိခိုက်စေသည်ကတော့အမှန်ပဲကပ္ပကျမ်းမာ၏အဖွဲ့ဤနောက်ဆုံးဝန်းပြက်ဝန်းလျှောယောဂါကုထုံးလဲညွန်ချက်တွင်ဝန်းပြက်ဝန်းလျှောဖြစ်သောခလေးတွေကိုစင်ပါသောစီတစ်ခုခုနှစ်ပတ်တိုက်ပြီးပါကဝန်းပြန်လျှောတာကိုနည်းစီသည်ဟုဖော်ပြထားသည်ငကူကလေးကစင်တက်မချို့တဲ့သောခလေးများအတွက်ကတော့စင်ကိုပုံမှန်ခွဲတိုက်၍အကျိုးမရှိအစားစားခြင်းစိတ်ကိုလည်း ချစ်ပေါ်စေတာမတွေ့ရဟုဆိုသည်တန်တက်တန်ကောင်မမှန်မချပေးသည်ခလေးများတွင်တော့တန်တက်ချွတ်တဲ့သည်သွေးအားနေရောကမကြခဏတွေ့ဖူးသည်အဲ့ဒီလိုခလေးမျိုးသည်သွေးအားနေုံသာမကညံရီလဲချွတ်တဲ့ကြောင်းဖွင့်ပြိုးမှုလဲနေခွေးကြောင်းလိလာတွေ့ရှိထားသည်တန်တက်လဲတခြားအာဟာရတွေလိုပါပဲတန်စီလွန်ပေးပေါ့နကူကလေးက တန်တက်ပုံမှန်အနေထားရှိနေသည့်ကလေးကိုတန်တက်ပါသောအားစေးတွေတွားတိုက်နေလင်းတော့တန်တက်ပူရှံမှုတွေဖြစ်ကာအရေပြားအသည်းနှလုံးပန်ခရီးယားစ်တို့တွင်တန်တက်ရောင်ခြေပစ္စည်းများစုပုံလာစရာအကြောင်းရှိသည်အာဖရိကတွင်လှူထားသော သူတေသနတစ်ခုကတော့တန်တက်ဗီတာမင်ဓာတ်နှင့် အခြားသတ္ထုဓာတ်များပုံမှန်ကျွေးပေးခြင်းသည်တန်တက်ချို့တဲ့နေသောကလေးများ၏ တန်ထက်ကိုပြန်လည်ဖြည့်တင်းပေးနိုင်တော့လေစားချင်စိတ်ကိုတော့ဖြစ်မလာစေနိုင်ဟု ဆိုသည်နီယိုဂါဒင်ဒါကလည်းတချို့အားစေးများထဲတွင်ထဲ့သွင်းအသုံးပြုလာတာတွေ့ရသည်သူတို့ကုမ္ပဏီတွေကဥဆောင်လုပ်သည့်တုတေသနများတွင်တော့အစားစားချင်စိတ်ကို ဖြစ်ပေါ်လာနိုင်ကြောင်းနှင့်ဘေးအတွက်ဆိုးကျိုးမရှိသလောက်နှဲပါကြောင်းပေါ်ပြထားသည် သူများတွေတော့ ကြင်ကြင်ပြန့်ပြန့်လိုက်လို့တာမတွေ့ရသည်။ဘရဆေးရွက်များကို အခြေခံသော အစားစားခြင်းစိတ်ကိုဖြစ်ပေါ်စေသည့်ဆေးများကာကူမာဆန်တော်ရီဆာခေါ်အပင်တစ်မျိုးကို အခြေခံ၍ထုတ်လုပ်ထားသော အစားစားခြင်းစိတ်ကိုဖြစ်စေသည့်အာဆေးတစ်မျိုးဝင်လာသည်။အာယုဒေဝဆေးကျန်းထဲတွင်လည်းအဲ့ဒီအပင်ကို အစစ်အမြစ်ကြိုက်ခဲတာပျောက်သည်အစားစားခြင်းစိတ်ကိုဖြစ်စေသည်ဟု စသဖြင့်ရေးထားတာတော့အိန္ဒိယနဲ့မြန်မာတိုင်းရင်းသမားတော်တို့တုံးနေပြီးသားတစ်ခုခုဖြစ်လိမ့်မည်ဟုတော့ထင်မိသည် ရန်ကုန်မှာအဲ့ဒီကိစ္စဆွေးနွေးကြစဉ်က အဖေဆရာကတဘာပတိသူကတော့နှက်ဆက်သူပြပြီးအဲ့ဒါနွဲ့နွဲ့မဟုတ်လားဟုထောက်သည်စီးတင်တွင်းသူနိုင်ငံခြားသားပညာရှင်များကနွဲ့နွဲ့နဲ့အပင်အုပ်စုတူတော်လဲမျိုးစိတ်မတူကြောင်းရှင်းပြသည် အလုတ်တင်ဆရာဝန်လေးတဦးကပင် ကျွန်တော်တို့ဒီမှာစိုက်လို့မရနိုင်ဘူးလားဟုထမေးသေးသည်နနေဆိုရင်တော့ရမှာပေါ့စိုက်နေပြီးသားသုံးနေပြီးသားနှစ်ပေါင်းများစွာကလေးထုခုဆရာဝန်တွေကိုဒုက္ခပေးနေပြီးသားဒုက္ခပေးနေသည်ဆိုတာကဒီလိုဒီနနွင်းကိုမြမမိခင်တို့မွေးဖွားပြီးတောက်ကြသည်မိရက်ကင်တတ်တာသည်ဟုဆိုသည်ဟုတ်ဟုတ်မဟုတ်ဟုတ်ဒါကအန်ရဲ့တိတ်မရှိတော့တားเสียရမဟုတ်ပြက်တနာက ခလေးချက်တဲထဲ့ရာကနေအမုံအမွှားရှိရာမှပျော်တက်သောမေးခိုင်ပိုးကဝင်းပျော်လိုက်ရာဝေးကင်းစခလေးမေးခိုင်တွေဖြစ်ကုန်တော့သည်ခလေးချက်ထဲမထည့်လင်းအောင်အမေကလိမ့်လင်းခလေးချက်ကိုပေတက်သေးသည်တချို့ကခလေးကိုခွန့်သေးသည်အဲ့ဒီအချိန်မှာခလေးဦးကမိခင်တို့သို့မဟုတ်စနစ်တကျပေါ်ဆက်ထားသည့်နှုတ်ကလွဲလင်း ဘာကိုမှအစာချေဖြတ်နိုင်စွမ်းမရှိသေး။ပြားရည်လဲတိုက်၍မရ၊နနွင်းလဲခွန့်၍မရ။အနေရများလာသည်။ဒီတော့ကျွန်တော်တို့ကတောင်းပန်ထားရသည်။တိတ်ယုံကြည်လင် အမေတောက်ပါ မလိမ့်မာနှင့်ခလေးနာတော့ရောင်၍မှမလာပါနှင်းဟုဆိုထားရသည်။ယခုထိုနနွင်းကအစာစားခြင်းသည့်အားစီအဖြစ်နိုင်ငံသားမှ ပြန်ဝင်လာဆိုရင်တော့ပြုံးเสียရမြမပြီးမှာ ရနိုင်သည့်နနှွေးနှင့်အာစီတဲကကကူမဆန်တိုရီဆာချစ်ဆွတူမတူတော့သူတေတနာတွေလှုပ်တင်ကြသည်ဒေါက်တာရဲမြင့်ကျော်